။အစည်းအဝေးချေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ထူးခြားထင်ရှားကဘာတော်လားစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်များရှင်အတန်ထက်မြန်တဲ့လေရင်တွေရဲ့ခေတ်သစ်ဟာအယူအဆတစ်ခုအနေနဲ့ကျင်ရင်ခဲ့တဲ့အချိန်မှာကြီးစားရထားတွေကကဘာကိုပတ်ပြီးပို့ပြီးလင်းမြအောင်ပြေးဆွဲသွားလာနေကြပါရစေ။အရာအလင်းမြန်နေရဲ့ကြည်စံရထားဟူတော့ခီးသွားသူတွေဆင်းနေနိုင်ကြပြီဖြစ်တဲ့အတွက်ဒီကနေ့မှနာဆင်သူပြည်သက်တွေကိုကပောက်အမြန်ဆုံးမီးရထားများအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ် နံပါတ်1ရှန်ဟိုင်းမက်လက်တစိယဖတ်ပရိသတ်များရှင်အခုတင်ဆက်ပေးမှာကရှန်ဟိုင်းမက်လက်မီးရထားအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ဒီမီးရထားဟာတရုတ်နိုင်ငံရှန်ဟိုင်းပြည်ပဆိုင်ရာလေရင်ကွင်းပူတောင်းကနေ19မိုင်กว่าတဲ့မြို့လေလောင်ချမ်းပူတာကိုပြေးဆွဲနေပါတယ်။ခီးတဲ့တူအူကိုတကြိမ်စီးရင်၈ဒေါ်လာကောက်ခံပါရယ်အဲ့ဒီခီးကိုတန်လိုက်ဆွမ်းအားနဲ့လေမာကြွပြီးမောင်းနေတဲ့နေပညာကိုအသုံးပြုပြီးတော့မောင်းနေတဲ့အချိန်ကတော့9မိနစ်လောက်ပဲမောင်းနေရပါတယ်ဒါကြောင့်အဲ့ဒီရထားကို မက်ဖလန်လိုအမည်ပေးခဲ့ပါတယ်။မိရထားရဲ့အမျက်နှုန်းဟာတနအီကို268မိုင်ဖြစ်ပါရဲ့ရှင်။နံပါတ်2ဟာမိုနီမီးရထားဒီတစ်ခါမှာတော့ဟာမိုနီမီးရထားအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ဒီမီးရထားဟာ2010ပြည်နယ်ကစပြီးရှန်ဟိုင်းနဲ့နန်ကျင်းမြို့အကြားမှာပြည်ဆွဲခဲ့ပါတယ်။တရုတ်မီးရထားလုပ်ငန်းကပြည်ဆွဲတဲ့ဟာမိုနီမီးရထားဟာ တန်လိုက်ဆွမ်းရည်နဲ့ပြေးဆွဲတာမဟုတ်တဲ့ခရီးသက်တင်ရထားမှာအမြန်ဆုံးဖြစ်ပါတယ်။တနအီလို236မိုင်နှုန်းနဲ့မောင်းနေတဲ့အချိန်မှာတုံခါလှုပ်ရမ်းတာတွေမရှိတဲ့အတွက်စီနေရတာတက်တောင့်တက်တာရှိပါတယ်။ရထားမောင်းတဲ့အခန်းရဲ့အနားမှာဆိုရင်ပဝင်းကျင်ရှုကင်းတွေကိုကြည့်ရှုနိုင်တဲ့တီးတန့်ခန်းတစ်ခုကိုထည့်သွင်းထားပါတယ်။ရထားရဲ့ဝန်ဆောင်မှုအနေနဲ့ကတော့ရထားစီနင်းသူတွေကိုအစာအစာအဖျော်ရမကတိုက်ကျွေးတဲ့ပြင်ခီးသက်တအူးစီအတွက်စာကြည့်မီလုံးလျှက်စစ်တာပလက်ပေါင်းနဲ့ အလက်ထရောနစ်ဖန်သားပြင်တစ်ခုစီကိုစီစဉ်ပေးထားပါတယ်ရှင်။ Trinitalia Fracturata Mieta သစဉ်ပရိသတ်များရှင့်အခုဆက်ပြီးတော့ Trinitalia Fracturata Mieta အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ဒီ Mieta ဟာအီတလီနိုင်ငံမီလန်မြို့ကနေ Florence မှာမဟုတ်ရင်ရောမမြို့ကိုပြေးဆွဲပေးနေတဲ့ Mieta ပါ။ဥရောပတိုင်းမှာပြေးဆွဲနေတဲ့ Mieta တွေကအမြန်ဆုံး Mieta တစ်စဉ်ဖြစ်ပါသည်။ ဒီမိရထားဟာအနီရောက်များလို့ထင်ရှားရဲ့ဖြင့်ခရီးသည်တွေကိုလုံးပြန်ပြေးဆွဲပေးနေရရထားလဲဖြစ်ပါတယ်။2015ခုနှစ်ကမီလန်မြို့မှာကျင်းပတဲ့ Expo 2015ပြပွဲအတွင်းမှာဖွင့်လှစ်ခဲ့တဲ့အနီရောက်များရထားဟာရထားတိဆောက်ထားပုံစနစ်အရတော့အရှိန်မြင့်မြင့်မာမာပြေးဆွဲနိုင်တဲ့အတွက်အလွန်ထူးခြားခဲ့ပါတယ်။အုံပြူခဲ့တဲ့ပြည်စည်းမိအားလုံးကလည်းပြန်လည်မုန်းမံနိုင်ပြီးစဉ်ဆက်မပြတ်ထိမ့်သိမ့်နိုင်ပါတယ်။အနီရောက်များရထားဟာတနအီကိုမိုင်220ပြေးဆွဲလျက်ရှိပါရဲ့ရှင်။ ာမည်လေး Ranfi အခုထပ်မံပြီးတော့တင်ဆက်ပေးချင်တာကတော့စပိန်နိုင်ငံမှာပြေးဆွဲနေတဲ့ Ranfi ရထားအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စပိန်နိုင်ငံမှာပြေးဆွဲတဲ့မီးရထားတွေကအမြန်ဆုံးမီးရထားဟာဂျာမနီနိုင်ငံစီမံကုမ္ပဏီကထုတ်လုပ်တဲ့ Valero eBay ဖြစ်ပါတယ်။အဲ့ဒီရထားဟာစပိန်နိုင်ငံတွင်ကခရီးဝေးကွာရဲ့မြို့ကြီးတွေနဲ့ပြင်ပနိုင်ငံတွေက မြို့ကြီးတွေကိုဆက်သွယ်ပြေးဆွဲလျက်ရှိပါတယ်။တနအီကို218မိုင် ပြေးဆွဲနိုင်တဲ့ Ranfi ရထားဟာဘာစီလိုနာကနေ မက်ဒရီမြို့ကိုနှစ်နာရီခွဲလောက်ပဲမောင်းရတယ်လို့ပါစီလိုနာကနေပြင်သစ်နိုင်ငံပါရီမြို့ကိုပြေးဆွဲရဲ့အချိန်ကတော့6နာရီလောက်ပဲကြာမြင့်ပါတယ်။ပိန်နိုင်ငံအမျိုးသားမီးရထားတယိုပိုးဆောင်ရေးလုပ်ငန်းဟာ2000ခုနှစ်တုန်းကဂျာမနီနိုင်ငံကထုတ်တဲ့ Ferrero E ရထားကိုဝယ်ယူပြေးဆွဲခဲ့ပါတယ်။ပါစီလိုနာကနေမက်ဒရီမြို့ခရီးစဉ်ကို2008ခုနှစ်မှာစတင်ပြေးဆွဲခဲ့ပါတယ်။အဲဒီရထားမှာတွဲဆိုင်၈တွဲပါရှိပြီးခီးတဲ့၄၀၀လေးဦးတစ်ပြိုင်တည်းလိုက်ပါစင်းနေနိုင်ပါတယ်။ နံပါတ်5ဒူချီပန်အခုဆက်လက်ပြီးတော့ဂျာမနီနိုင်ငံကဒူချီပန်မိရထားချောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အစင်လာကတည်တည်တာတာခွဲထွက်ပြီးခိဆန်လုံးနဲ့အဖြူနဲ့ငွေရောင်အမြန်ရထားလိုက် ICE ဟာဂျာမနီနိုင်ငံရဲ့လှပရဲ့ရှုမျှော်ခင်းနေရှိတဲ့ဂျေလက်ဒေတာတွေမှာအရှိန်ဟုန်နဲ့ခုံပေါင်းနေပါတယ်။မိရထားရဲ့နှစ်ချိုက်ပွဲမြင်ကွင်းကိုအနေရောင်ရထားတန်လန်းတွေနဲ့ပေါင်းဆက်ထားပါတယ်။စပိန်နိုင်ငံမှာပြေးဆွဲနေတဲ့ရန်ဖေးရထားလိုမျိုးပဲဂျာမနီနိုင်ငံရဲ့အမြန်ဆုံးရထားဟာ စီမံကုမ္ပဏီကပဲထုတ်လုပ်တဲ့ Valero T ပဲဖြစ်ပါ යි ။ရထားရဲ့ဒီဇိုင်းကတော့ရေလက်ကြောင်ဥမြင်လှိုင်းအတွင်းဖြတ်တန်းခုံမောင်းတဲ့နေရာမှာတင်းလော်ရဲ့ပုံစံဖြစ်ဖို့တည်ဆောက်ခဲ့ပါ යි ။ဂျာမနီနိုင်ငံကအမြန်ဆုံးမီးရထားဒူချီပါဟာတနအိကို205မိုင်မောင်းနေနိုင်ပါ යි ။ဒူချီပါမီးရထားကိုလာမယ့်အနာဂတ်မှာဂျာမနီနိုင်ငံ Frankfurt မြို့ကနေ Britain နိုင်ငံ London မြို့ကိုပြေးဆွဲနိုင်ဖို့အတွက်မျှော်လင့်ထားရဲဆိုတဲ့အချက်ကအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါ යි ။ ။တစင်ဖန်ပြည်သက်များရှင်ဒီကနေ့ရထူကြားထင်ရှားကမ္ဘာဒေါ်လာစီစဉ်ကနေကမ္ဘာအမြန်ဆုံးမီးရထားရဖြစ်တဲ့တရုတ်နိုင်ငံကရှန်ဟိုင်းမက်လက်ဟာမိုနီမီးရထားအီတလီနိုင်ငံကအနီရောင်မြောက်လို့တင်စားခေါ်တဲ့မီးရထားစပိန်နိုင်ငံမှာပြေးဆွဲနေတဲ့ရန်ဖီးရထားနဲ့ဂျာမနီနိုင်ငံကဒူချီဘာမီးရထားအကြောင်းတွေကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကြံနေသေးတဲ့ကမ္ဘာအမြန်ဆုံးမီးရထားအကြောင်းတွေကိုတော့ ထူးခြားထင်ရှားကမ္ဘာဒေါ်လာစီစဉ်ရဲ့အပိုင်းနှစ်မှာဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်သူပရိသတ်များအားလုံးဗဟုသုတတူပွားနိုင်ကြပါစေ။